ါဆရာမကြီးရှင်းပြပါဆိုတာပေါ့ဗျစီဂျိုစဖြစ်ပြီးကနဦးတိမယ်ဆိုရင်ဆက်ရမယ်ဟောပွားဟာပေါ့နော်โอเคအဲ့ဒီမှာကွာအကုန်မစစ်နိုင်ဘူးနော်ရွေးစရမယ်ဆိုရှိလားရှိလားရွေးစရမယ်ဆိုရင်ကျမတို့ကဒါဘာစစ်မယ်ဆိုရင်ခုန A1C စစ်မယ်နော်နောက်တာအသားဓာတ်ကိုစစ်မယ်နော်နောက် creatinine တက်လာစစ်နော် ECG စစ်မယ်ဒီလေးခုပေါ့နော်အစီဓာတ်ကတော့ စစ်လဲရတယ်မစစ်လဲလူတိုင်းကိုများပြီးသားပဲလို့မစားပြီးတော့စပေးလို့ရတယ်เนาะစီချိုဆိုရင်စတက်တင်လေအဲလူတိုင်းပေးပါလို့တော့ကျမတို့ပြောတယ်ဆိုတော့များမှာပဲသိကြတယ်เนาะအဲ့ဒါတော့ပေးထားမယ်ဆိုတော့နေလားများလားပဲနောက်တော့စစ်ကြည့်ပေါ့ဟုတ်ကဲ့နော်တချို့တွေကတော့ဆင်မတို့ခွဲပြီးစစ်တာပေါ့ဒီတစ်ခါနှစ်ခုစင်နောက်တစ်ခါနှစ်ခုဘယ်လိုစစ်ပြီးတော့ဟိုဘယ်နှကြိမ်ဆိုရင်ပြန် follow up လုပ်တယ်ပြန်စစ်တင်တယ်ပေါ့နော်အဲ့ဒီဟာတည်းဆိုတော့အဲ့ဒါကြောင့်ဆင်မကနော် စစ်စစ်သုံးစစ်လို့ခေါ်တယ်စစ်သုံးစစ်ဟုတ်စစ်စစ်နော်အထမစစ်ကနေ့စဉ်အိမ်မှာလက်ထိပ်ဖောက်ပြီးတော့မော်နီတာစစ်တာလေအဲ့ဒါစစ်နော်ဒုတိယစစ်က၃လတခါ A1C ကိုစစ်မဖြစ်မနေစေအောင်နော်နောက်ဆုံးစစ်ကတော့တစ်နှစ်တခါစဖြစ်ခါစားနဲ့တစ်နှစ်တခါခုနပြောတဲ့ဟာလေးပေါ့နောက်ဆက်တွဲဒီစစ်ဒါတစ်နှစ်တခါဆိုအလာတိုင်းအဲ့ဒီဟာတွေစစ်စရာမလိုဘူးလေတစ်နှစ်တခါပဲဒါဆိုရင်သူ့ဖြစ်ရ ဆမ်မိုက်ပြောသလိုတစ်နှစ်အတွင်းတော့ဒီဖြေကအသုံးအသုံးကျလို့ပြောတာเนาะအသုံးကျကဲပြီကြောက်ကမကောင်းလို့ဆိုရင်တော့6လတခါပြန်စစ်တာပေါ့เนาะ3လတခါဒီသူအဖြေကောင်းနေဆိုရင်တစ်နှစ်တခါအဲဟုတ်ကဲ့ဆမ်မိုက်အခုဆိုရင်ပေါ့เนาะယောဂလည်းရှိတာလည်းတိသွားပြီယောဂလည်းစစ်သွားပြီဆိုတော့ပေါ့เนาะကုကတော့မယ်ပေါ့เนาะအကောင်းဆုံးကုကျင်တယ်ပေါ့เนาะအကောင်းဆုံးဆိုတာပဲအဲအဲ့ပေါ့ကောင်းဆုံးတိဘလားလို့အကောင်းဆုံးပေါ့ကောင်းဆုံးတော့လိုက်လို့ပေါ့မနော်ကိုငွေကုန်ကြေးကြမနိုင်တော့လေကိုမနိုင်ဘူးဆိုရင်တော့ အ ਨੇ ဆုံးတော့နော်တခုခုတော့ကြံစီပြီးတော့လုပ်ပေါ့စနစ်တကျနဲ့အကောင်းဆုံးဘယ်လိုကုရမလဲနော်အဲ့ဒီသဘောမျိုးစနစ်တကျအကောင်းဆုံးဆိုရင်ရှင်မဒီလူနာတယောက်ကိုလုတ်ပေးချင်တာတကယ်အချိန်ရရင်လုတ်ပေးရမှာကနော်အဲ့ဒါရှင်မတို့ဟာကစစာနဲ့ဆိုရင် DSME ဆိုနော် Diabetes Self Management Self Management ဆိုသူ့ဘာသူကုဖို့နော်သူကသူ့ကိုယ်တိုင် သူကုနိုင်ဖို့ပညာပေးရမယ် Education နော်အဲ့ဆိုလူနာကိုအရင်သိအောင်လုတ်ပေးရမယ် ကျမတို့လူနာတွေလာလို့ရှိရင်ဒီသူတို့သိအောင်မပြောပြသေးဘူးဆိုရင် စိတ်ထဲမှာလူနေတယ်လို့ဟာနေတယ်လို့ရှိတယ်။ဒါကြောင့်လည်းအခုဒီအစီအစဉ်ကိုလက်ခံတာနော်လက်ခံပြီးတော့ဒါဒီလိုမျိုးသူတို့လွယ်တဲ့နီလန်းနဲ့လीနော်ဒီလိုအင်တာနက်မှာကြည့်လိုက်မယ်သူတို့နော် app မှာကြည့်လိုက်လို့လीဒါလေးတွေသူနားထောင်သွားမယ်အိမ်မှာပေါ့နော်အခုကအခက်ခဲရဆေးကမ်းမှာပြောပြရင်တော့မှကျမတို့အချိန်မရှိတာ နော် nasma တွေကပြောပြရတယ် nasma တွေပြောပြဖို့အချိန်မရှိရင်လူနာတွေအိမ်မှာသွားပြီးတော့စာအုပ်ဖတ်ခိုင်းတယ်နော်သို့မဟုတ်ဆိုရင်ဒီလိုခုန weekend diabetes ကိုအဲ့ဒီမှာဖတ်ကြည့်နားထောင်ကြည့်ခိုင်းတယ်ပေါ့နော်အဲ့လိုမျိုးနေရာတွေအများကြီးသူတို့နားထောင်ခိုင်းတယ်နော်ဒါပေမဲ့အခုကအများကြီးဆိုတော့သူကဘယ်ဟာစနားထောင်မှာမသိဘူးလေဆိုတော့ဒါကြောင့်အဲ့ဒါကိုကျွန်မတို့အားပေးခြင်းဖြစ်ပါတယ်နော်ဒါကြောင့်ဒါစီချိုကုထုံးမှာအရေးအကြီးဆုံးအရေးအကြီးဆုံးက self management ဖြစ်ပါတယ် နော်မကြောက်လဲဆိုရင်ဒီယောဂာကြီးကလူနာနဲ့ကတက်တက်လုံးရှိတာဆရာဝန်နဲ့တွေ့တာဘယ်လောက်လဲဒီယောဂာနဲ့ဆင်မတို့တွေ့ရဆင်မလေး15မိနစ်ပဲငါတို့ဆင်မတို့တွေ့ရတာနော်ဒီယောဂာကြီးကိုအပ်ထားတာလူနာကိုယ်တိုင်ပဲဖြစ်ပါနော်ဒါသူကိုယ်တိုင်လုပ်လို့ရတာအများကြီးရှိတယ်နော်ဒါကြောင့်ဒါတွေကအရှိကြီးပြောရင်အများကြီးပဲနော်ဒီကိုကကို lifestyle နဲ့လုပ်ပြီးတော့စီးကျူစေးတလုံးမှမတော့ရတဲ့တချို့လူတွေစင်မတို့မှာ တာရကမှာရှိတယ်နော် sample ရှိတယ်နော်ဒါတွေပြောပြမှုဆိုအခြေကြီးပေါ့နော်ဒါတကယ်လိုက်လုံနိုင်ရတယ်နော်အဲအဲ့ဒါကိုဆီမတို့ပြောတာနော်ဆရာတဲ့ education ပေါ့နော်ဒုတိယဒီ life style ကိုကွ life style ကိုသူတို့ကတိတွေတိတယ်ဆိုပေမဲ့မလိုက်နိုင်ဘူးနော်လိုက်နာနိုင်ဖို့ရည်ရှိတယ် life style ကိုလိုက်နာပါနော်လိုက်နာပါဒါတစ်သက်လုံးဆိုတော့ပြောင်းလဲရတာခက်တယ်နော်လူတွေကမွေးကလေးကလို့ဆိုတာနဲ့အိတ်တာပဲခလေးလေးကိုကြည့် နော်ကလေးလေးမွေးလာရင်လူဆိုးတဲ့အိတ်တယ်ပဲဟုတ်နော်အဲ့တော့ကျမတို့ကစားတောက်ချင်းနဲ့အိတ်ချင်းကိုတစ်တလုံးခုန်မင်းတယ်နော်ဒါဟုတ်ရှော့ခိုင်းရလို့ဖြစ်မှာရှော့哦ရှော့ခက်တယ်ခက်တယ်နော်ခက်တယ်ရှော့စားမှာလို့နော်ပို့ပြီးလှုပ်ရှားဖို့လူတွေကစိန်ကြကြတယ်ပေါ့နော်အဲရှော့စားမယ်ဘာညာဆိုရင်ခက်တယ်နော်အဲ့ဒါအဲ့ဒါတွေကကြောင်းလဲဖို့ကျမတို့က motivation ပေးရတယ်အကျူကေးရှင်းလောက်ရတယ်။ဒါလူနာအနေနဲ့ငါဒါစီချိုပြောင်းရင်လုံးမှာပေါ့ နော်အဲ့လိုမျိုးတွေရှိဆိုတော့ဒီလိုလုပ်ရင်ဘာရလဲဆိုတော့ခုနအဝလွန်နေနော်အဝလွန်နေကဝိတ်ကြမယ်ဝိတ်ကြရင်ဘာအကျိုးကျေးဇူးရှိလဲဆိုရင်စီးကြိုပြောင်းမယ်နော်စီးကြိုကျစီးကြိုတွေယော့မယ်ဆေးယော့မယ်အင်ဆူလင်ထိုးရမဲ့လူကမထိုးရတော့ဘူး อ๋อวิวิจาวะเนี่ยตัวอ่ะไอ้ชูไม่ทูอ่ะတော့อ๋อတာเนาะအဲ့လိုမျိုးလေးအင်ဆူလင်ဘာလဲအင်ဆူလင်ထိုးမအောင်များသွားပြီမရအောင်ကြောက်ကြတယ်เนาะတွေးတိုးတွေလည်းကောင်းတယ်ကြောက်ကကောင်းတယ်နှလုံးကောင်းတယ်ကဲအများကြီးပဲเนาะဝိจาวะเนี่ยตัวလေးရဲကောင်းတယ်เนาะအဲ့ဒါအသေးစီဖုံးလည်းကောင်းတယ်เนาะအသေးစီဖုံးကကျမတို့အသေးအားသေးတွေဘာတွေကဘာမှအားမကိုရအောင်ဟုတ်ကဲ့เนาะသူကအကောင်းဆုံးကုထုံးအသေးစီဖုံးဒါလေ့ကျင့်ကအများကြီးလုပ်မယ်အဲခုနကာဘိုဟိုက်ဒရိတ်အဲစားရမှာ အစီအစီမဟုတ်သူကကာဘိုဟိုက်ဒရိတ်ဟုတ်နော်အဲကစီဒတ်ဆိုတာဆန်လို့ဂျုံလို့တခြားဒတ်ဟမ်အဲအဲအချိုရည်တွေရှုပ်လိုက်နော်ပျောက်သွားမှာနော်အေးအဲ့ဒါတော့ lifestyle ပေါ့နော်အေးနောက်တစ်ချက်ကဘာလာမလဲဆိုရင်ဒီဟာနှစ်ခုပြီးရင်ကျမတို့ကဆရာဝန်တွေရဲ့တာဝန်ရနော်ဆရာဝန်တွေကဆေးပေးမယ်ဟုတ်နော်ဟုတ်ပြီအခုဆေးတွေကအရင်အများကြီးပေါ်လာတယ်နော်စီချိုထိန်းဆေးတွေဆိုတာအရင်အဟောင်းတွေကမက်ဖွန်မြင်ရှိတယ်ဟုတ် နော်ဒါဂလိုက်ဂလာဆိုက်တို့ပါတို့နော်ဒိုင်ယာမိုက်ခရွန်နေရှိနော်ဒီဟာတွေကအဲတချို့ဟာတွေကမထိရောက်နိုင်တာရှိတယ်နော်ထပ်ဆေးတွေထပ်ထည့်ရတာပေါ့နော်အဲထပ်ပေါ်လာတာစစ်တာလို့စစ်တာဂလစ်တင်လို့နော်ဒါတွေပေါ်လာပြန်အောင်ဒါတွေလည်းထပ်ထည့်တချို့ကမရသေးဘူးနော်ပါယိုဂလစ်တာဆုံးဒါ၄မျိုးနော်နောက်တစ်ခါဟောနောက်ဆုံးအစ်စ်ပေါ်တာကနော် SGLT2 ဆိုတာပေါ်လာတယ်နော်အဲ့ဒီဆေးအစ်စ်ကပါလဲဆိုရင်အခုတော့ကျမတို့မြန်မာနိုင်ငံမှာ เนาะตรอဝယ်လို့ရပြီလေဟုတ်ကဲ့เนาะအလားတူတွေကအရန်ကြီးစေမချေဘူးเนาะအဲ့ဒါတွေကเนาะ empire glyph လို့ empire တို့ဒါပါတို့ဟုတ်ကဲ့เนาะအဲအဲ့ဒါအဲ့ဒီဈေးတွေကဘာကောင်းလဲဆိုရင်အဲ तू ကဒီစီချိုကြတဲ့အပြင်เนาะ तू ကကောင်းကျိုးတွေကအဲ तू ကနှလုံးမဲကာကွယ်တယ်နှလုံးမောတဲ့လူတွေကောင်းစေတယ်ကြောက်ကတ်ကောင်းစေတယ်เนาะအဲ့ဒီနှခုခုနအစီဖုံးတာလည်းနည်းနည်းကောင်းဝိတ်ကြတာကိုလည်းအပေးတယ် ဟုတ်အဲအဲ့ဒါဆိုရင်တော်ကောင်းတယ်နော်ဆိုကျွန်မကတော့အဲ့လိုပတ်စံတော့နည်းနည်းပို့ကုန်မယ်ဒါသူ့အတွက်အရန်ရေးကြည့်တယ်ဆိုရင်ဒီနေ့နည်းနည်းတော့ပို့ကုန်ကြစီလဲနော်ကုန်ပေါ့နော်တခြားအရေးမကြီးတဲ့အားစေးတွေဖယ်လိုက်တယ်လေဆိုအဲ့ဒါဆိုရင်ရန်သုံးသိန်းနဲ့ရန်သုံးသိန်းနဲ့စီဖြစ်ပါ SGLT2 နော် Empire တို့ဒါပါတို့ตัวဟိုအကဲကြီးပေါ့နော်ဆီမအခု lifestyle changes ပြောတယ်ပေါ့နော်စီးကြိုဖြစ်လာပြီအဲ့ဒီ lifestyle changes လုပ်နေတော့တဲ့စီးရအောင်နေဝါလာ တကယ်တည်းဆိုတစ်လုံးနှလုံးမတော်ဘူး။သူကခုဆိုဆရာမနာမည်အများကြီးပြောရတယ်ပေါ့နော်။နာမည်အများကြီးပြောတော့အကဲသူက live sign နဲ့လုတ်လိုက်တယ်။စီးတူကစီးတူလည်းကောင်းတယ်ဆိုရင်အဲ့ထက်အကောင်းဆုံးတစ်ခုနှစ်ခုပဲတောက်တော့မှာပေါ့။ဘယ်လိုပေါ့ဘယ်လိုပေါ့အဲ့ဒါဒီဟာတွေကဒါအကြောင်းလေရှုပ်ထွေးတယ်ဆိုတာနော်။စီးတူဖြစ်ခါစားလို့လေလိုက်ဆိုင်လိုက်ဆိုင်လုတ်သွားလေ့ကျင့်ကမ်းရန်လမ်းလျှောက်နေရတယ်။အဖိုးကြီးဖွားကြီးဖြစ်သွားပြီးမှသိရင်ဘယ်လိုလုပ်။ဟုတ်နော်။အေးမလုတ်နိုင်တော့ဘူး။သူက အဲတခြားယောဂတွေလည်းစူပေါင်းနေတယ်ဆိုရင်အဲ life style လို့အော်တယ်မရဘူးเนาะ short စားတာတခုပဲလွယ်တယ်လှုပ်ရှားခြင်းကတော့သူ့ကိုတတ်နိုင်တယ်လို့เนาะဘေးလူကူပြီးတော့နည်းနည်းလှုပ်ရှားခိုင်းရင်เนาะပို့ပြီးတော့အသက်ရှည်တာပေါ့ဟုတ်ကဲ့เนาะအဲ life style နော်နောက်ဆေးအဆေးရနောက်တစ်ခါအခုထပ်ပေါ်တာနောက်ဆုံးပေါ့အခုသူများနိုင်ငံမှာကြာပါပြီကျမတို့ကအခုနည်းနည်းရရှိလာပြီပေါ့စပြီးတော့နော်အဲ့ဒါကဗစ်တိုဇာတို့နော်လိုင်ရာဂလူတိုက်နော် နောက်ပြီးတော့ GLP1 ဆို Sema glutide ပေါ့ဒီနာမည်လေးတွေမှတ်ထားလိုက်ပေါ့ Sema glutide တာစီတို့ Sema တို့တာစီတို့ Sema တို့နော် Lyra နော်အဲ့ဒါအကုန်လုံးက Lyra ကြာပြီလေဆိုတော့အဲ့ဒါပေးလိုက်လို့ရှင် तू ကဘာတွေကောင်းလဲဆိုရင် तू ကပိုကောင်း तू ကနှလုံးကောင်းတယ်နော်လေငန်းလဲကာကွယ်ခုန SGLT ကလေငန်းအပြေဝမကကွယ်။ဟောဒီနောက်ဆုံးမော့ဆေးရပို့ပြီးတော့ကွယ်တောင်းနှလုံးရဲ့ နှလုံးရယ်လင်ငန်းရယ်နော်ကြောက်ကရယ်နော်အသေးအစီဖုံးအခုအသေးအစီဖုံးမှသူ့ကိုအရန်သုံးလိုက်တာစီဆိုတာလေတာစီပတိုက်နော်ဟုတ်အသေးအသေးစီဘောဆရာဟိုဆရာမကြီး my moderate ဆိုပြီးရဆိုရှိရတယ်ဘောနော်ဆိုတော့ my ကလည်းဆသုံးလို့ရတယ်အစီပုံဝါလို့ရှင်သုံးလို့ရဝါရင်တော့အကုန်သုံးလို့ရသူက weight အရန်ကြာ weight က9ပေါင်10ပေါင်တချို့ဆိုရင်15ပေါင်ကြာအဲ့တော့ တကယ်တော့အစားမစားကြအောင်လုပ်တာအဲ့တော့ကျို့လူနာတွေကတော့အစားပြည့်လို့ဆိုပြီးတော့ညင်းညူတဲ့အခါကျတော့ဒီပတ်စံမကုန်ပဲနဲ့အဖက်ရနေတာပေါ့ဟိုကပတ်စံကုန်တာပတ်စံတော်တော်ကုန်ပြီးမှမစားကြအောင်လုပ်ရတာလေနော်အခုမစားကြအောင်ဆိုဝေးမနေပါနဲ့ဟုတ်တယ်သူကဟိုတချို့လူနာတွေဆိုပြောတယ်မစားကြအောင်မစားကြအောင်စဘာမှဟိုဟုတ်တယ်သိတတ်ကြမင်းနောက်ဆုံးကြတော့အင်ဆူလင်လိုတဲ့လူရှိတယ် တယောက်တယောက်မတူဘောဆိုတော့ဒါဆေးတွေအားလုံးကညွန်ကြားတယ်လို့ပေါ့အင်ဆူလင်လိုတဲ့သူကလည်းအင်ဆူလင်ရောက်ပြီဆိုရင်เนาะထိုးရတော့မယ်ဆိုရင်ရှောင်ပြေးမနေနဲ့ပေါ့เนาะတချို့ကရှောင်လိုက်တာနှစ်နှစ်လောက်စီမတို့နဲ့မတွေ့တော့ဘူးအချားနီလန်းသွားရှာနောက်နှစ်နှစ်ကြာမှပေါ်လာပြီးတော့စီမမှားပါတယ်လွန်ခဲ့တဲ့နှစ်နှစ်ကစီမအင်ဆူလင်ထိုးခိုင်းတာအခုမှပြန်လာတော့ ကြောက်ကတည်းလည်းပြက်သွားပြီဆရာမရဲ့နော်လူနာရဲဟိုသူတို့ရဲ့ခံစားတာအဲ့အင်ဆူလင်ကိုသူတို့ကနောက်ဆုံးစီးဆိုပြီးတော့သူတို့ကလေအဲ့လိုအဲ့လိုအဲ့လိုသူတို့ရဲ့မှတ်ဉာဏ်ထဲမှာသူတို့ကထည့်တာဒီအင်ဆူလင်ထွားပြီဆိုရင်အဲနောက်ဆုံးအဆင့်ရောက်နေပြီသူတို့ကမထိုးချင်မထိုးချင်အဲအဲ့ဒါမားနေတာပေါ့နော်အယူဆမားတဲ့ဟာနောက်ဆုံးနော်နောက်ဆုံးစေးမုံစေးတန်းစီတော့နောက်ဆုံးမှန်တယ်လေတောက်စေးရဲ့အဆုံးနော်ခုနတာစီတိုက်တို့ဘာတို့ရဲ့နောက်ဆုံးပါအင်ဆူလင်ပေါ့နော်ဒါပေမဲ့တေကန်နီးနောက်ဆုံးပြောတာမဟုတ်ဘူး နော်အဲနော်အဲ့တော့ဒီတေကန်ကြီးမရောက်ခင်မှာအင်ဆူလင်စထိုးရင်တက်က10နှစ်20အများကြီးပူရှိကောင်းကျိုးတွေအများကြီးရှိအများကြီးအသက်ရှိသူတို့အသက်ရှိတယ်ဒါကြောင့်ဒီဒီမှာဆီမဒါဈေးဈေးဝကူတာတဲ့နေရာမှာပြောချင်တာကိုနဲ့သိလျော်တဲ့ဈေးကတော့ကောင်းဆုံးပေါ့နော် တချို့ကတော့ပတ်စံနော်ဒါကငွေကုန်ကြေးကြမနိုင်လို့သူမုံကုံရတာကိုနှမျောလို့လीဟုတ်ကဲ့နော်ဒီသုံးသိနဲ့ဈေးပေါ့ဈေးနည်းနည်းကြီးတော့လဲသူကမသုံးပဲနဲ့လीအ ရှောင်းနေမယ်ဆိုရင်နောင်ဖြစ်လာတဲ့အခါကျတော့ကြောက်ကပ်ပြက်လို့ကြောက်ကပ်ဆေးတဲ့အခါအောင်စဉ်းစားကြည့်လိုက်ပါဦးเนาะဂျိုးကုံမယ်အများကြီးအစပေါင်းများစွာပိုကုံမယ်အဲ့ဒီချိန်ကျရင်တော့ဇမတ်တွေ့တာတချို့ကအဲ့ချိန်ကျတော့ပတ်စံထွက်လာတယ်ပတ်စံမရှိဆိုဟုတ်ဘူးဒါကပြောတာအဲလူနာအသက်ကယ်ဖို့ဆိုရင်တော့အကုန်လုံးဝိုင်းဆိုင်ပြီးတော့ဒါလေးကိုကယ်ရအောင်ကြောက်ကပ်ဆေးကြတော့လीသူတို့ပတ်စံထုတ်လာကြတယ်ဆိုတော့ဒီကုံမဲ့ပတ်စံကို နောင်ကုံမဲ့ဒီပတ်စံကိုယနေ့မှာ အရင်စိုက်ပါ invest လုပ်ပါဒီနေ့အရင်စိုက်ပါနော်အကောင်းဆုံးဆေးဆိုရင်ကိုယ့်အတွက်အသင့်တော်ဆုံးဆိုရင်နော်ဒီပတ်စံနည်းနည်းဈေးကြီးရင်လည်းနိုင်တယ်ဆိုရင်တော့သုံးပါနော်အေးဟုတ်အဲ့ဟာနဲ့ပတ်သက်ပြီးတော့နေကိုစမရအကဲဒီဈေးဈေးကြီးရဲ့ဈေးတွေကိုကျွန်တော်ဟိုသုံးလိုက်ပြီဆိုရင်တက်တက်လုံးသုံးရမှာလားဆိုရော့ရှော့လိုက်ပြရတယ်ကဲခုနကပြောသလိုပဲနော်အသက်စီဖုံးရတယ်ဒီအောင်တုံးလိုက်တယ်အသက်စီမြုံဖုံးရင်ဒီကောင်ဖြတ်လိုက်ပြရတကယ်တော့တချို့က lifestyle ကိုအရန်ပြင်နိုင်ရတယ် ရတယ် lifestyle ကိုလူမပြင်နိုင်လို့ဒီအားတွေဖြစ်လာ။ဘယ်လိုဆိုစီးရတယ်။လူရဲ့အကျင့်ကတော့စားကျင်တယ်။လူကအကျင့်ကနော်ဒီအားတွေကိုတိတိကျကျလဲဆင်မတို့မပြောနိုင်ဘူးပေါ့နော်။တချို့ကတော့လည်းနားမထောင်နိုင်။တချို့ကမလိုက်နာနိုင်။ဒီအားလေးသုံးချက်ကနော်ဒါသူတို့ဒါစီဖြစ်နေတော့နော်မဖြစ်နိုင်ဆိုတော့ဒီဆေးတွေသုံးတဲ့ခါကျတော့အောင်မြင်တော့ပေါ့။ အောင်မြင်တယ်ဒါပေမဲ့စမိုင်းပြောတဲ့စကားဆိုရင်ဒီစီးတွေကိုဖျက်ချင်တော့ lifestyle ကို ပြင်မရမှာပေါ့အေး lifestyle ပြင်နော်တချို့ဆိုရင်အဲ့ဒါဖျက်လို့ရနော်ဒါပေမဲ့အဲ့ဒါတော့စီးချိုဆိုတာတတလုံးမပြောက်တော့သူလည်းတတလုံးဖြစ်ရင်ဖြစ်မှာပေါ့ကွယ်နော်เออဟုတ်ကဲ့เนาะကျွန်တော်မင်းဟိုအတိတ်ပဲတော့ဟိုငါးလုံးတောက်စင်းငါးလုံးတောက်နေတခါကျရင်သုံးလုံးလောက်ပဲတောက်လိုက်ရတယ်အဲ့ဒီဟာတော့ဆီမပြောရခုနကဒီ semaglutide လीဟုတ်ကဲ့အဲ့ဒါရယ်เนาะ liraglutide အဲ့ဒီဟာဈေးတုံးလိုက်တာနဲ့ဝိတ်ကအရန်ကျ50ပေါင်15ပေါင်ကျပါတယ်ကျပါတဲ့အခါဆေးတွေပြုတ်ကုန်ပြုတ်တယ်အင်ဆူလင်လည်းပြုတ်သွားတယ်เนาะဒီဆာဖနိုက်ယူရီယာလीเนาะဒိုင်မက်ခရွန်ပြုတ်သွားတယ်ဘာပဲကြာမက်ဖော်မီကြာမယ် SGLT2 ကြာနေတရား3မျိုး3မျိုးလောက်ကြာဆေးရော့တယ်ချဆေးရော့ပါတယ်อืม အဲ့ဒါမဆိုအေးညောနိုင်ညောနိုင်ပိန်ပဲပိန်ပေးလိုက်ဟုတ်ကဲ့ပါဟုတ်အခုပေါ့နော်ကျွန်တော်တို့ဆွေးနွေးလာတာပေါ့နော်စီဂျိုသွေးဂျိုတွေပေါ့နော်အဲဒီအကြောင်းတွေအများကြီးပေါ့နော်နောက်ပြည့်တခြားပေါ့နော်သွေးတူးတို့သွေးတင်းအစီတို့နော်အဝလွန်ခြင်းတို့ပေါ့နော်ဒါတွေကဟိုလေဘာကြောင့်ကျွန်တော်တို့တတိထားတင်တယ်လဲဆိုတာနေရှင်းပြပြပါဦးခင်ဗျာဟုတ်တယ်ကိုစိုးစိုးကပြောသလိုပဲစီဂျိုရေကငါတို့သွေးဂျိုတခုတည်းထိန်းလို့မပေးဘူးလေ မပီးဘူးဒါမစည်းချိုတဲ့အပေါင်းပါပေါ့သူတို့ရဲ့ငယ်ငယ်ချင်းနေရှင်ငယ်ငယ်ချင်းနေရတော့ဒီဟာတရားအစီများလားသွေးရင်းအစီအကိုလက်စထရောပေါ့နော်ကိုလက်စထရောမှာကျမတို့က LDL ဆိုတာဆိုးတဲ့ကိုလက်စထရောတွေရှင်နော်ဆိုးတယ်อืม HDL ဆိုတာကောင်းတဲ့ကိုလက်စထရော HDL အဲဒါဆိုရင်ဟိုသွေးဖြည့်ဖက်တဲ့ LDL ဆိုရင်မကောင်းဘူးညားနေညားနေမကောင်း HDL ကြတော့နည်းရင်မကောင်းအေးနော်စမရွာတူရမှာလူဆိုးနဲ့လူကောင်း ်ချိုးကြလိုက်လို့ရှိရင်เนาะသူ LDL လူဆိုးတော့နည်းနည်းများတယ်ဒါပေမဲ့လူကောင်းလည်းမရှိဘူးဆိုရင်ဘာဖြစ်သွားလဲအလုံးကတရွာလုံးလူဆိုးဖြစ်သွားပြီเนาะတချို့ကတော့ဒီလိုမဟုတ်ဘူးเนาะလူဆိုးတော့ရှိတယ်လူဆိုးရှိတယ်မြန်နည်းနည်းများတယ်ဒါပေမဲ့လူကောင်းကများနေတယ်ပုံများနေတယ်เนาะအချိုးကြရင်ဟုတ်ကောင်းတယ်เนาะအဲ့တော့အဲဒီ HDL ကိုကြည့်ရတယ် HDL cholesterol များရင်ဒါလည်းเนาะ LDL cholesterol เนาะ ဟိုရင်ရှာရှော့တာနဲ့အတူတူပဲအဲအတူတူပဲเนาะအဲဆိုလူကောင်းကိုလည်းများအောင်လုပ်တော့တော့လဲကျမတို့မှာဒီ HDL ကိုများစေတဲ့ဆေးကခုထိတေချာမပေါ်သေးတယ်မပေါ်ဘူးဒါကြောင့်လူဆိုးပဲနှိမ်နေနေတာအဲဒီ cholesterol ကို statin ပေါ့เนาะ etubastatin rosuvastatin ဒါတွေမဖြတ်ပါနဲ့သူအမြဲတမ်းတောက်ဖို့เนาะကျမတို့ညွှန်ကြားတယ်ဒါကြောင့်မစစ်ဘဲနဲ့တောင်ကျမတို့ဒီလိုပဲတင်လိုက်ဖို့လည်းလိုတယ် နော်ဒါဆိုအဲ့ဒါဒီလိုရှိပြီဆိုကြလေကြအောင်လို့အဲ LDL ကိုထိအောင်ပေါ့နော်မတိုင်းပဲနဲ့တော့မသိဘူးပေါ့တချို့က30တောက်တယ်နော်30 mg နဲ့မရဘူးနော်သူကအကောင်းဆုံးက100အောက်မှာရှာထား နော်လေဖြတ်ပူးရင်တော့90လောက်ထားဟုတ်နော်အဲ့အဲ့လိုလေးတွေရှိတယ်ဟုတ်အဲဆိုတော့ဒီဟာကိုလက်စထရောနောက်သွေးတူးပေါ့နော်အဲသူငယ်တကယ်ချင်းသွေးတူးကလည်းနော်ရှိသေးသွေးတူးကလည်းမကုရင်လေဖြတ်မှာနှလုံးဖြစ်မှာကြောက်ကဖြစ်မှာ ူတူပဲအကလုံးဒီဒီလူကိုတိုက်ခိုက်တဲ့နေရာမှာလူစုသုံးတော့နော်လူစုငယ်ချင်းနေချင်းငယ်ချင်းတို့ရောဟုတ်ရောဟိုကလည်းနော်ဒီတူတူကို140အောက်ကိုမထိန်ဘူးဆိုရင်နော်ဒါလေးဖြစ်မှာပေါ်သွေးပေါ့နော်ပေါ်သွေးနော်130နော်အကောင်ဆုံးပေါ့130 80နော်အဲတချို့တက်ကြီး140အထိပေးရတယ်နော်တက်ကြီးလဲသွေးတူအရန်ချလို့မရအောင်မကောင်းနော်မကောင်းပြဆိုတော့အဲ့လောက်အတော်လောက်ထားလိုက် နော်ဆိုတော့ဒါဆိုရင်တွေးတို့ရဲ့ဒီ၃ခုပေါ့နော်ကျန်တဲ့ဟာတော့ဘာလီကူအောင်လဲဆိုရင်နော်ဥဝလွန်ခြင်းဥဝလွန်တာကတော့ခုနပြောသလိုပဲဥဝလွန်တာကအရင်တော့ကတော့လူတွေကဝါလို့လှလို့ဟုတ်တယ်ကျွန်တော်တို့ကိုယဉ်ကျေးမှုရလေကာချာရရလူဆိုတော့ဝါမယ်လှမယ်ကျမတို့တချို့လူနာတွေကလေသူတို့ဝိတ်ကြအောင်ဆေးပေးတာလား SGLD တို့တွေလေနော် Empire တို့ဒါပါတို့ပေးတာပြန်လာတော့ကျမရဲ့ကျမတို့လေချုံးနေတာပဲ တကယ်ချင်းတရားပြောနေအရန်ပိန်တာပဲကျမနည်းနည်းပြန်ဝအောင်လုပ်ပေးပါဟုတ်တယ်ကျွန်တော်ကလည်းဟိုဝါမကျမ်းမာရဆိုတဲ့ဒီဒီဒီဘယ်လိုပြောမလဲယဉ်ကျေးမှုရှိဒါပေမဲ့ဝါမကျမ်းမာတာမှန်တယ်ဒါပေမဲ့အလွန်သွားတဲ့အခါเนาะ BMI ပေါ့เนาะ BMI အနည်းဆုံး28เนาะထက်အများတာပေါ့เนาะအဲ့ဒီများတယ်ဆိုရင်အဲတူးထက်များဆိုမကောင်းဘူးပေါ့35ဆိုရင်တော့အလွန်ဆိုးတာပြီเนาะ တချို့40အထိရှိတယ် BMI ဆိုတာအသားကျဉ်နှုန်းပေါ့နော်အဲ့ဒါတွေနဲ့နိုင်ရှင်လိုက်လို့ရှင်သူအဝလွန်နာကိုစေကူကြာအရင်တော့မလိုဘူးလို့ထင်တာအခုကအဝလွန်နာကိုကျမတို့က life sign နဲ့ကုတာရယ်နော်ခုနဆေးတွေပေါ့ခုနဆေးတွေကနော်စီမာဂလူတိုက်တို့ဒါစီပါတိုက်တို့ဒါနော်ဗီတိုဇာတို့ဒါတွေကုလိုက်လို့ရှင်နော်ဒါသူကလွယ်တယ်ပေါ့နော်သူသူတို့လုတ်တဲ့ဟာကိုနော်သူတို့စူးစမ်းတဲ့ဟာကို enhance ပေါ့ ကူပေးတာပေါ့နော်ကူပေးတဲ့နော် weight short တာလွယ်သွားတယ်ဆိုတော့အဲ့လိုကူတာလည်းနော်ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုအများကြီးပဲသူကဘိုက်ထဲကအစီရော့သွားဆိုအသေးအစီဖုံရော့မယ်နှလုံးကလေးတက်သားမယ်ကြောက်ကတက်သားမယ်နော်အများကြီးပဲတခြားဟာတွေရောနော်သွေးတိုးလည်းတက်သားတယ်ဝါတာတက်သားရင်လေဆိုတော့ဝါတာပြန်အောင်လှုပ်ချင်းရလဲနော်အလွန်အရေးကြီးတဲ့ကုထုံးတစ်ခုဖြစ်တယ်ဒါကြဒါကိုမမေ့ဘူးနော် ဆက်မပင်အောင်လုပ်တယ်ဆိုတော့ဘယ်အတိုင်းတာကြီးပင်ရလဲ BMI ဘယ်လောက်ဘယ်လောက်ဒီ BMI ကနော်20ကနေနော်20ကနေဒါ25အထိပေါ့နော်ဒါတကဘာလုံးယူစားရပေါ့အဲ့အဲ့ကြားရရှိနေကျမတို့အာရှလူတွေကလေ23အထိဆိုရင်ကြော်ရင်ဝပြီလို့နော် WHO ကတတ်မှတ်ချင်တာပေါ့တတ်မှတ်ချင်ပါဆို BMI အဝချင်းတူပေမဲ့အာရှလူတွေကအကုန်လုံးကဗိုက်ထဲကအစီပုံများတယ်ဟုတ် physical อืม ဒါကြောင့်သူတို့ကဘာကိုတိုင်ရမလဲ weight second press ဆိုခါပတ်ကိုလုံးပတ်တိုင်ရတယ်နော်အေးလုံးပတ်တယ်အဲ့ဒါတွေလည်းနော်တိုင်ချင်းအဖြစ်နော်သိနိုင်ဆိုတာ weight ချတာအေးဒါလည်းစကူထုံးရေးကြည့်တဲ့ဟာနော်အခြားကူထုံးထဲမှာကျမတို့ပါတယ်ပေါ့နော်